။တဝင်းတူရာဟာအရင်ချစ်လို့မဟုတ်ပါ။ anxious attachment style တချို့တွေဟာချစ်သူကိုအရင်တဝင်းတူတတ်ကြပါတယ်။ချစ်သူကိုနှီးစက်ရလူတကာနဲ့အချိန်လွဲတယ်၊ဆွဆွဲတယ်၊အချိန်တိုင်းဖယ်သွားနေလဲ၊မလုပ်နေလဲ၊ဒူနဲ့ရှိနေလဲမေးမယ်။ Facebook မှာဆိုလေတခြားသူတွေနဲ့စကားမပြောနဲ့မခင်မင်နဲ့ unfriend လုပ်ပြဆိုတာမျိုးတွေကိုဖိအားပေးတယ်။ တကယ်တော့အဲ့အရာတွေကချက်ချင်းမြတ်တာမဟုတ်ပါဘူး anxiety attachment ကိုစိုးရိမ်ပူပန်လွယ်တဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုဖြစ်ပါတယ်လူတယောက်တဝင်းတုံလွန်းခြင်းစိတ်မချဖြစ်ရလွန်းခြင်းတွေဟာငငယ်တုန်းကအတွေ့အကြုံတွေနဲ့သက်ဆိုင်နေပါတယ်အများအားဖြင့်မိဘတွေရဲ့ပြူစုပြိုးထောင်ပုံကြောင့်ဖြစ်လာတာပါမြန်မာလူမှုအတိုင်းဝိုင်းမှာကလေးတယောက်ငိုလာရင်မိဘတွေကဘယ်လိုတုံ့ပြန်ကြလဲမိဘ哦အမေလှုပ်ရှိနေတယ် ဒီကလေးအရန်ဆိုးတာပဲပြစ်ထားမှာနော်နောက်နေလျှောက်လဲရင်မခေါ်ဘူးမငုံနဲ့ရိုက်မှာနော်အများစုကဒီလိုပဲတုံ့ပြန်ကြပါတယ်တကယ်တော့ကလေးတယောက်ငိုတယ်ဆိုတာသူ့မှာတခုခုလိုအပ်နေလို့ပါဒါပေမဲ့အဲ့ဒီလိုလိုအပ်ချက်တွေကိုအမြဲတမ်းနှစ်လူရှုခံရတဲ့အခါဘာဖြစ်လာသလဲဆိုရင်ကလေးငယ်ကအခုလိုသင်ငန်းစာတွေရသွားပါလေငါ့ကိုဘယ်သူမှနားမလဲဘူး ငါခံစားချက်တွေအရေးမကြီးဘူးငါအရေးမပါဘူးငါ့ကိုဂယူဆိုင်မဲ့သူမရှိဘူးလို့ခလင်းငယ်ရဲ့စိတ်ထဲမှာဆွဲမြဲသွားပါတယ်မိဘတွေက တခါတလေမှအိမ်ပြန်လာမဲ့အချိန်တိကျမပြောဘဲနောက်ကျတတ်တဲ့ဆိုပါစို့ခလေးကအိမ်မှာနိုင်နေချီပြီးစိုးရင်တကြီးဆောင်နေရတယ်ဒီလိုအဖြစ်ပြက်တွေအကြိမ်ကြိမ်ကြုံတွေ့လာရတဲ့အခါကိုယ့်ကိုဆုံးခွာသားမှကိုကြောက်တဲ့စိတ်စတင်ဖြစ်ပေါ်လာပါတယ်နောက်တစ်ခုကမတည်ငြိမ်တဲ့ဆက်ဆံရေးပုံစံ တရက်မှာအမေဖြစ်သူကစိတ်ညစ်နေတယ်တနေ့လုံးကလေးကိုခေးမဆိုင်နိုင်ဘူးနောက်နေ့ကျတော့စိတ်တွေပြေသွားတော့ကလေးကိုအရန်ချစ်ပြီးအချိန်ပေးတယ်တရက်ပြီးတရက်ဒီလိုအတက်ကျဖြစ်နေတော့ကလေးကစဉ်းစားမိလာတယ်မနေ့ကကျရင်အမေကငါ့ကိုဒီလိုပဲဆက်ဆံဦးမှာလားအဖေအိမ်ပြန်လာရင်ချစ်မှာလားစူမှာလားမသိဘူးသူတို့ရဲ့အချစ်ကတည်ငြိမ်မှုရှိဘူးအဲ့လိုအတွေးတွေနဲ့ကြီးပြင်းလာတဲ့အခါဘာဖြစ်လာသလဲဆိုတော့ ချစ်သူကြီးစားရလာရင်တဝင်းတိုလုံးနဲ့သူဘာလို့နေလဲအမြဲတည်ခြင်းနဲ့တစ်ဖက်သားကအချိန်မပေးနိုင်နိုင်စိတ်ထိခိုက်တယ်အများကြီးအာယုံဆိုင်စီခြင်းနဲ့ချစ်သူကိုထိန်းချုပ်ခြင်းနဲ့သူစိတ်ပြတ်သွားမှာကိုစိုးရိမ်နေတယ်ဖုံးမကန်ရင်အရန်စိတ်ပူတယ်မိခုံးနဲ့အများကြီးမေးတယ်ကိုယ့်ရဲ့ခံစားချက်တွေကို မထိန်းနိုင်ဘူးသူပြောက်သွားမှာကြောက်နေတယ်တငယ်ချင်းတွေနဲ့ဆိုရင်သူတို့ကကိုယ့်ကိုအေးမထားဘူးလို့ထင်တယ် ကိုကိုမခေါ်ပဲသူတို့ကြီးသွားကြတယ်လို့ထင်တယ်။ကိုကသူတို့အတွက်အရင်မပါဘူးလို့ခံစားရတယ်။ပြစ်ပယ်ခံရမှာကိုအရန်ကြောက်တယ်။အလုံးမှဆိုရင်လှုပ်ဖို့ကင်ဘတ်တွေသဘောမကျမှာစိုးရိမ်နေ။ကိုလှုပ်တာမှားနေမှာကိုအမြဲစိုးရိမ်နေတယ်။အခြားသူတို့ရဲ့ခံစားချက်ကို အလွန်အမင်းကြီးလို့စိုက်တယ်။အဲ့လိုစိတ်ပိုင်းဆိုင်ရာပြဿနာတွေ ခံစားရပါတယ်စစ်သူနဲ့ဆိုရင်လည်းတဝင်းတူရာကြောင့်ပဲပြဿနာတွေခဏခဏတက်ရပါတယ်တကယ်တော့တဝင်းတူရာဟာအရန်ချစ်လို့ဆိုတဲ့အကြောင်းပြချက်ကမှားယွင်းနေပါတယ်တဝင်းတူရာထိန်းချုပ်ချင်တာချစ်လို့မဟုတ်ပါဘူးကိုယ်မှရှိနေတဲ့လုံခြုံမှုမရှိတဲ့ခံစားချက်ကြောင့်ပါပဲကိုကတရားရုံးကိုဆုံးရှုံးရမှကြောက်နေတော့အဲ့ဒီလူကိုချုပ်ကင်ထားချင်တာမျိုးပါဒီအခြေအနေတွေကိုကင်တွယ်ဖို့အဓိကအကြဆုံးကသတိရှိဖို့ပါ ကိုမှ anxiety attachment ရှိနေတယ်ဆိုတာသိပြီဆိုရင်တခြားသူတွေနဲ့ဆက်ဆံရေးမှာသတိထားပါဥပမာကိုကဖုန်းဆက်လို့ချစ်သူကဖုန်းကိုချက်ချင်းမကင်ဘူးဆိုရင်သူကငါ့ကိုမချစ်တော့ဘူးဆိုပြီးမတွေးမိအောင်သတိထားပါသူ့မှာအကြောင်းမျိုးမျိုးရှိနိုင်တယ်ဆိုတာစဉ်းစားပါနောက်ပြီးရင်ကိုခံစားချက်တွေကိုရိုးရိုးလေးပြောပြပါငါမင်းအပေါ်စိတ်ပူနေမိတယ်မင်းငါ့ကိုအဆက်အသွယ်မလုပ်ရင်ငါတော်တော်လေးခံစားရရတယ် ငါတို့တယောက်ကိုတယောက်ပို့ပြီးအချိန်ပေးကြရင်ကောင်းမယ်ထင်တယ်။စသဖြင့်ကိုယ့်ရဲ့စိတ်အခြေအနေလေးတွေ၊ဆန္ဒလေးတွေကိုတစ်ဖက်သားနားလည်အောင်ပြောပြပါ။ဗုဒ္ဓဘာသာအမြင်အရဆိုရင်လည်းဗုဒ္ဓကချစ်ချင်းမေတ္တာကိုတန်ဖိုးထားပါတယ်။ဒါပေမဲ့ဆွဲလန်းမှုကိုတည်တည်ထားဖို့သွန်သင်ခဲ့ပါတယ်။မေတ္တာဆိုတာတခြားသူအပေါ်ကောင်းကျိုးလိုလာတဲ့စိတ်သူ့အတွက်အကောင်းဆုံးဖြစ်စေခြင်းနဲ့စိတ်ပါ ဒါပေမဲ့အဲ့ဒီမေတ္တာကိုတဝင်းတူစိတ်တွေဆွလန်းမှုတွေအဖြစ်မပြောင်းလဲစေသင့်ပါဘူးမေတ္တာထားတတ်သလိုလွတ်လွတ်လပ်လပ်နေတတ်ရပါမယ်ဒါကြောင့်မေတ္တာနဲ့အတူဥပိ္ပခါကိုပါထားရှိဖို့လိုအပ်ပါတယ်တကယ်တော့ချက်ချင်းမေတ္တာဆိုတာလွတ်လပ်ခွင့်ပေးတယ်ယုံကြည်မှုရှိတယ်တစ်ဖက်သားရဲ့ဆန္ဒကိုနားလည်ပြီးတယ်အတင်းအကျပ်ချုပ်ချဲရတာမျိုးမဟုတ်ဘူးတဝင်းတူခြင်းဟာချက်ချင်းမေတ္တာမဟုတ်ပါဘူး စိတ်ပိုင်းဆိုင်ရာတက်တနာတစ်ခုသာဖြစ်ပါတယ်။တစ်ဖက်သားကိုချစ်ရင်သူ့ကိုယုံကြည်မှုပေးရမယ်၊လူလက်ခွင့်ပေးရမယ်၊သူ့ဘဝသူ့ရှင်သန်ခွင့်ကိုပေးရမယ်။ဒါမှသာတကယ်ချစ်ခြင်းမေတ္တာဖြစ်ပါတယ်။ချစ်ခြင်းမေတ္တာဆိုတာလွတ်လပ်မှုပေးတဲ့နေရာကစတင်ပါတယ်။လို BNN ဖုံးကြီးတစ်နာဟန်ကပြောခဲ့ဘူးပါတယ်။လူတစ်ယောက်ကိုလွတ်လပ်မှုကနေစချစ်တက်လာတဲ့အခါ နှလုံးသားထဲကပူပန်မှုတွေလည်းတဖြည်းဖြည်းလျော့ပါသွားပါလိမ့်မယ်။